ော်လာ3.5မြန်မာငွေ3100ကျော်တဲ့အရန်ကိုဈေးကြီးတဲ့ဒီ high tech wear headset ဖြစ်တဲ့ Apple Vision Pro ကြီးอ่ะ net free ဘဝမှာတကယ်ရောအသုံးဝင်နေရလားအသုံးကျနေရလားခဏအရန်စိတ်ဝင်စားတယ် လေဒီ Apple Vision Pro ကြီးစထွက်လာကြရပေါ့နော်ခေတ်လွန်ဇက်ကားတကားဖြစ်တဲ့ဒီ Ready Player 1တရလိုမျိုးလူတွေကဒီ VR headset ကြီးကိုတက်ပြီးတော့ Virtual Reality ဘောထဲမှာပဲနေကြမှာလားဆိုတာလေအားလုံးစိတ်ဝင်စားနေကြမယ်လို့ထင်တယ်ဆိုတော့ဒီနေ့မှာရန်ဒီကဒီ Digital World နဲ့တကယ် Reality World နဲ့တကယ်ပဲချိတ်ဆက်လို့ရနေတော့မှာလား Apple Vision Pro သုံးပြီးတော့ဆို Let's find out today if Apple Vision Pro is the future so let's go တီဘောမှာဟန်ဒီတော့ Apple Vision Pro ကိုတက်ပြီးတော့ဟန်ဒီ challenge လေးခေါ်တော့မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့စပိန်နေစီးကြည့်မယ်ပြီးလို့ရှိရင် shopping နဲ့ထွက်မယ်ဂိမ်းနေဆော့မယ်ပြီးလို့ရှိရင်အလုပ်တွေလုပ်ကြည့်မယ်ဒီ channel နေမှာတကယ်ပဲ Apple Vision Pro သုံးတဲ့အခါမှာအသုံးဝင်မလားဆိုတော့ check ကြည့်မယ်ပေါ့နော်။စပထမဆုံးနဲ့ညဒီ Nexus တောင်းရမှာဆိုတော့ Hey Siri အာဒီနေ့ weather ဘယ်လိုရှိမလဲမေးကြည့်ကြည့်မယ်ပေါ့နော်။ Hey Siri what the weather like today? Okay. Oh, lovely. နေတော့ sunny နည်းနည်းဖြစ်မယ်တဲ့။ကမာရွတ်မှာ96 degree တဲ့။ ဟန်နီကော်ဖီဆိုင်သွားမှာဆိုတော့ where is the nearest coffee shop ဒီလေးအဲ map ကိုကြည့်မယ် okay there's the map let's go ဆိုတော့ဒါလေးကိုကင်ပြီးတော့သွားဒီတိုင်းမကင်ထားဘူးဆိုလို့ရှိရင်ဒီ screen ကဒီအနောက်မှာကျန်ခဲ့ရ ကယ်အခုဆိုရင်ဒီ application တွေအများကြီးသုံးထားတယ်။ဟန်ဒီ line လျှောက်သွားလို့ရှင်အဲ့ဒီ application တွေကအနောက်ကိုရောက်သွားတယ်မမြင်ရတော့ဘူး။တကယ်လို့မြင်ရခြင်းနဲ့တခါတည်းကိုယ်နဲ့အတူတူပတ်သွားခြင်းနဲ့ဆိုလို့ရှင်တော့ဒီလိုလေးကင်ပြီးသွားရတယ်ပေါ့နော်။ဒီလိုလေးကင်ပြီးသွားရတာဖြစ်ပါတယ်။ So I am living in the virtual world and uh, the reality world မှာလည်း is really fitting. Thank you. ထားရင်းနဲ့အာအလုပ်လုပ်မယ်ပေါ့နော်အလုပ်လုပ်တာကိုစမ်းကြည့်မယ်ဆိုတော့ so mic virtual display ဆိုပြီးတော့ macbook အနေနဲ့ဒီလိုတက်ချိတ်လိုက်မယ်ပေါ့နော်ဒါလေ oh my goodness the screen is so huge so ဟန်နီအတွက်ကဟိုအလုပ်လုပ်မယ်ဆိုလို့ရှိရင်ဟန်နီတို့ creative တမားတွေအတွက်ဆို editing လုပ်တာမျိုးတွေ video footage ကြည့်တာမျိုးတွေ research လုပ်တာမျိုးတွေဆိုလို့ရှိရင် စကရင်အကြီးနဲ့ဆိုပို့ပြီးကြည့်လို့ကောင်းတယ်ပေါ့နော်ပြီးတော့အပြင်သွားလာမျိုးဆိုလို့ရှိရင်ဒီမှာ monitor တည့်သွားလို့မရအောင် macbook နဲ့ပဲတည့်သွား macbook နဲ့ပဲယူသွားကြတဲ့အခါမှာစကရင်သေးလို့ရှိရင်ကောင်းကြိုက်တာတွေပြအကြာကြီးမလုံနိုင်တာပြီးတော့ credit card ဖြစ်တဲ့ address ကြောင့်ကွာစကရင်အကြီးဆုံးပို့အဆင်ပြေတာပေါ့နော်ဆိုတော့ this is so cool အခုဆိုလို့ရှိရင်ဒါကြီးကစကရင်ကြီးကအရှိမအကြီးစားကြီးပဲဒါဆိုဘလောက်လောက်ရှိမလဲ 8K 4K display quality လောက်ရှိတယ်ဆိုတော့အဲ့ဒါကြီးက screen ကပုံမှန်ပေါ့နော်ကြည့်နေကြ monitor ထက်ဆိုလို့အကြီးပဲ အာဒီ TV size ဆိုလို့ရှိရင်တော့100လက်မလောက်ကိုတရားတရားကျော်လက်မလောက်ကိုအကြီးဖြစ်နေရပါတော့ဆိုတော့အရင်လိုအလုပ်လုပ်လို့ကောင်းတယ် Okay Okay ဒါဆိုရင်ဟိုနေအာကီးဘုတ်မတုံးတော့ဘူးဒီ MacBook မှာပဲဟိုနေချက်တုံးကြည့်တော့မယ်ဆိုတော့အဲ့ဒီ email တွေစမယ် Okay email စမယ် So I usually check my email in the morning and after that I use Trello ပေါ့နော် Trello သုံးမယ် Trello ကတော့နေ့ရက်ဒီ creative process တွေအတွက်သုံးရတာပေါ့နော်ဆိုဒီမှာတစ်ခါတည်းနဲ့ MacBook ကို သုံးနေရင်လည်း Apple Vision Pro တဲ့က application တွေကိုထပ်ပြီးတော့သုံးလို့ရသေးတယ်ပေါ့နော်။အဲ့မှာ browser ပဲဖွင့်မလား။ ်ဘရောဇာပဲဖွင့်မလားရတယ် YouTube ဆိုတော့ AnyTalk ကဘာကောင်းတာလဲဆိုတော့ဒီဘက်မှာ MacBook မှာဒီအလုပ်လုပ်နေရယ် script ပြင်နေရယ်ဒီဘက်မှာ YouTube ကြည့်ရယ် idea တွေရှာလို့ရတယ်ပြီးလို့ရှိရင်နောက်ထပ်တစ်ဖက်ကြည့်လို့ရှိရင်လည်းဒီမှာ note 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 ရှိမယ်ပေါ့နော်ဆိုတော့ note ရှိမယ်ဆိုတော့ Oh my god this is very huge တရားလက်မတော့မဟုတ်တရားလက်မ script site ရှိတဲ့ဟာတွေကို သုံးခုလုံးကိုတစ်ပြိုင်တည်းကြည့်ပြီးအလုပ်လုပ်ရတယ်ဆိုတော့ productivity ဘိုင်းမှာဆိုလို့ရှိရင်လည်းအရန်ကိုမိုက်သွားပြီဒီမှာတစ်ခုနှစ်ခုသုံးခု application တွေအများကြီးထည့်ပြီးသုံးလို့ရတယ်ကွာဆိုတော့ဒီ application pro နဲ့တခြားဒီ VR headset တွေနဲ့မတူတာက ecosystem ဖြစ်သွားတယ်ပြီးတော့ special computer computer တစ်လုံးလုံးကို application pro ကိုအသုံးချလို့ရတယ် ecosystem မှာဆိုလို့ရှိရင် macbook နဲ့ဒီ ့ observation fruit เนี่ยတစ်ခါတည်းချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ note note တွေပေါ့နော်အပယ် note တွေဆိုလို့ရှိရင်လည်းဖုန်းထဲမှာပဲရိုက်ရိုက်ပေါ့နော်ဒီမှာပြန်ပြီးတော့တွေ့လို့ရတယ် အာနောက်တစ်ခုဆိုလို့ရှိရင်လည်းတခြားပေါ့နော်ဒီ Apple ရဲ့ FaceTime တွေ iMessage တွေစတာတွေလည်းတခါတည်းဒီထဲမှာတခါတည်းစစ်လို့ရတာပေါ့နော်အဲ့ဒါကတော့ဒါ ecosystem တစ်ခုရဲ့ကောင်းတဲ့အချက်ပဲဖြစ်ပါတယ် Apple Vision Pro ရဲ့ special computer နဲ့သုံးပြီးတော့ပဲ application တွေကိုသုံးမလားခုနပြောဆိုပေါ့နော် application တွေတပြိုင်တည်းကိုအများကြီးသုံးလို့ရတယ် screen size ကြီးကြီးနဲ့ paper ပတ်ပတ်လဲမှာကိုလုံးရှယ်ရှိရတယ်ဒီခါလေးလုံးလုံးနေုံပဲဆိုတော့တော်တော်လေးကိုကောင်းတဲ့ workplace တစ်ခုဖြစ်တယ် ားတခုပေါ့နော်ကိုကအရန်ပင်မှန်းလာပြီဆိုလို့ရှိရင်လည်းအလုပ်လုပ်နေနေဘေးဘာဘာမှမမြင်ချင်ဘူးဆိုလို့ရှိရင်လည်းဒီဘက်မှာကိုကြိုက်တဲ့ environment ပေါ့နော်ကဲကျွန်တော်တို့ဒါရှုခင်းပေါ့နော်ဘေးကလူတွေမမြင်ချင်တော့ဘူးကန်းချိန်ဘေးနားမှာပဲအလုပ်လုပ်မလားနော်ဒီမှာဒီအိုင်ဘေးနားမှာပဲအလုပ်လုပ်မလား Oh my god this is very very like တခြားကဘာကိုရောက်သွားသလိုပဲတော့မှာ virtual reality world ထဲမှာ digital world နဲ့ reality world နဲ့တစ်ချက်တစ်ဆက်တည်းပေါ့နော်ချိတ်ဆက်ပြီးနေနေရသလိုခံစားရပါတယ် တော့ so အာဒီအပြင်ဘက်မှာ Apple Vision Pro နဲ့အလုပ်လုပ်တဲ့ဘက်မှာဆိုလို့ရှင် thumbs up ပါတော်တော်လေးကိုမိုက်ပါတယ် challenge တစ်ခုပြသပါပြီကဲနောက်တစ် challenge တစ်ခုကတော့ဒီ Apple Vision Pro တက်ပြီးတော့ shopping ထားရမှာဖြစ်ပါတယ်ဆိုတော့အခု summer ဆိုရင်ဒီ summer outfit လေးတောက်ဝဲခြင်းနေရအရှိကအင်းဒီဇိုင်းလေးမှာဒီ summer outfit ဘာဝတ်ရမလဲဆိုတာကိုဒီ Apple Vision Pro နဲ့အဲတစ်ချက်ပေါ်တော့ research လုပ်မယ်ပြီးလို့ရှိရင်အင်းဒီလေးလိုက်ကြည့်မှာဖြစ်ပါတယ် so let's go Hey Siri Can you show me some outfit ideas? အာဖုန်းနဲ့ဆိုလို့ရှိရင်သခင်တသေးလေးပေါ့နော်အခုဆိုလို့ရှိရင်ကိုဘာဝက်မလဲဆိုတာဘလို့ဝက်ချင်လဲဆိုတာဒီဘက်မှာ idea တွေအကြီးစားရေပေါ့နော် secret site အကြီးစားရင်းနေပြလို့ရှိရင် series နဲ့လည်းတခါတည်းကနေလို့မေးလို့ရတယ် research လုပ်ရတယ်ဆိုလို့ရှိရင်လည်းအရန်လည်းမြန်တယ် browser နဲ့ပေါ့နော်တခါတည်းသွားရတာဆိုတော်လေးမြန်တယ်ဆိုတော့ it's really fitting in our lifestyle โอเคโซဒါလေးဒါလေးနဲ့ဒါလေးနဲ့ခုနယူထားတဲ့ဟာနဲ့ယူလိုက်မယ်မှတ်ဒါလေးယူမယ်เนาะเย้ဆိုတော့ဒီနေ့အချက်လန်းကတော့ပြီးတော့ပါပြီတော့ shopping ထွက်တဲ့အခါမှာအခုလိုမျိုး provision product တက်ပြီးတော့ဘာတွေဝယ်မလဲဆိုတာ research လုပ်မယ်တော့ဝယ်မယ်โอเคနောက်တစ်ခုစလိုက်ရအောင် 为什么你来骗人，都让你！欸 ့ vision pro တက်ပြီးတော့လူတွေဓာတ်ထဲလျှောက်ထားတဲ့ channel ကတော့ပြီးတော့ပါကြီးဟန်ဒီထိုင်ပြီးတော့လည်းလူတွေဓာတ်ထဲမှာထိုင်သုံးနေရပါတော့ဆိုတော့လူတွေတော်တော်များများအဲဒီကို true sin true sin နဲ့တော့ကြည်နေကြဘာကြီးလဲပေါ့နော်ဆိုတော့တချို့တွေကလည်း apple vision pro မှန်သိရဲဆိုတော့တခုရှိတာဟန်ဒီဒီမှာ screen recording လုပ်ထားတယ်အရှိမဟန်ဒီဘာတွေတုံးနေလဲပြီးအရှိမဟန်ဒီရှိမှလူရှိရဲ့လူတွေရောဘေးပတ်ပတ်လဲမှာရှိရဲ့လူတွေအားလုံးဟန်ဒီ record လုပ်လို့ရတယ် အဲဆိုတော့ကင်မရာကလည်းတော်တော်အဆင်ပြေတယ်ပေါ့နော် recording လုပ်ထားပြီးဒီပြန်ကြည့်ရခါမှဆိုလို့ရှိရင်ဘယ်သူပဲဝါဆိုတော့တိတိကျကျကောင်းကောင်းမမြင်ရတယ်ဆိုတော့ဒီမှာကင်မရာဆက်နှလုံးပါတယ်ဆိုတော့ record လုပ်လို့ရတယ် video record ပေါ့နော်ဆိုတော့ computer ဖြစ်တဲ့အတွက်ကြောင့်မလို့ storage ကလည်းတော်တော်လေးကိုများတယ်ဆိုတော့ i mean like ဓာတ်တက်ထားတယ်ဆိုလို့ရှိရင်ကွာဘေးပတ်ပတ်လေးမှာရှိရသူတွေပေါ့နော်အားလုံး record လုပ်နေရတာဖြစ်တော့ privacy ကိုချိုးဖောက်တာမရောက်ဘူးလားပေါ့နော်သူတို့ကလည်းသူတို့ကိုရိုက်နေမှန်းသိချင်မှလည်းသိမှာ right ဆိုတော့ တခုရှိတာဟန်နီရိုဘလော့ဂါတွေအတွက်ကြတော့ကိုဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာကိုရိုက်ဖို့အတွက်ကြအဆင်ပြေတယ်ဒါပေမဲ့ privacy ဘိုင်းမှာရောချိုးဖောက်ရမကြဘူးလားဆိုတော့ဒီမိကုန်းတစ်ခုဟန်နီစီကထွက်လာပါတယ်ကြည့်ရတော့နောက်ထပ် channel တစ်ခုသွားလိုက်ရအောင်